မကံဆိုတွေးထက်မှုဆိုတာအရေးကြီးမကံနဲ့အတွေးဟာသိအရေးကြီးမကံနဲ့အတွေးတွေးနိုင်မှမကံနဲ့အမြင်ကိုမြင်နိုင်တာဖြစ်တယ်ဒါကြောင့်ဟိုသမ္မသင်္ကပ္ပဆိုအမှန်တွေးထရမယ်ဟုတ်ပြီအမှန်တွေးပြီပြောတဲ့အခါမှာလည်းပဲမကံဆိုတွေးမှသူပြောတဲ့စကားဟာမှန်မှာမို့သမ္မသင်္ကပ္ပပြီးတော့သမ္မဝါစာလောကလူတွေက ပြောပြီးတော့လဲလှုပ်ကြတာဖြစ်လို့တမဝါစာပြီးတော့တမံကမန္တအလုံးလုံးတယ်အပြောနဲ့အလုံးနဲ့ပဲအသက်မွေးကြတာဖြစ်တယ်လူတွေရဲ့နေစဉ်အလုံးဟာစဉ်းစားကြည့်လေ ပြောပြီးအသက်မွေးတာရှိတယ်အလုံးလုံးပြီးအသက်မွေးရတာရှိတယ်အပြောနဲ့အလုံးမှန်ကန်ပြီဆိုရင်တမအာဇီဝမှန်ကန်တဲ့အသက်မွေးဝါကြောင့်ဖြစ်တယ်ဟုတ်ပြီ အဲ့လိုမှန်ကန်စွာအသက်မွေးဖို့အတွက်အရေးကြီးတဲ့အချက်ကဘာလို့ဆိုသမ္မဝါယမမှန်မှန်ကန်ကန်ကြိုးစားမှုပါအရေးကြီးကြိုးစားပြီဆိုရင်ကိုယ်လုပ်တဲ့အလုပ်နဲ့ပတ်သက်ပြီးတတိရှိနေဖို့သမ္မတတိတတိရှိနေတဲ့အခါမှာစိတ်တည်ငြိမ်မှုကအရေးပါတယ်ဆိုသမ္မသမာဓိဆိုဘုရားဆောဗျာဟောထားတဲ့မဂ္ဂရှင်ပါတရားဆိုတာနိဗ္ဗာန်ထီအောင်ပို့ဆောင်နိုင်တဲ့အစွမ်းရည်တတိရှိတယ် လူလောကမှာလည်းပဲကံကောင်းမှုအတွက်ထောက်ကူတွေအများကြီးဖြစ်စင်တယ်ဒီလိုဆိုလို့ကံကောင်းမှုဆိုတာအလွယ်လေးနိဗ္ဗာန်ရဖို့သာခက်တာနိဗ္ဗာန်တော့ပို့ဆောင်နိုင်တဲ့အကြောင်းတရားဒီကံကောင်းမှုဆိုတဲ့အကျိုးလောက်ကတော့အသာလေးဖြစ်နေတယ်ဒါကြောင့်မို့မြတ်စွာဘုရားကမကန်နဲ့လမ်းကြောင်းကိုချပြမကန်ရှိပါကျင့်တရားတဲ့မကန်ရှိပါလို့ဆိုလိုက်တာနဲ့အများစုကရိတ်တာတော့မြင်တယ် ပြင်းစရာကြီးလို့ထင်နေမယ်တရားအထုံးမှဖြစ်တယ်လို့ထင်နေတယ်ဒီလိုမဟုတ်ဘူးနော်မင်္ဂနဲ့အမြင်ဆိုကိုယ်အိမ်မှာရှိနေရင်လည်းမင်္ဂနဲ့အမြင်ရှိရမင်္ဂနဲ့အတွေ့ရှိရမယ်မင်္ဂမှုပေါ်မှာယူကြည့်ပြီးတော့ပြောဆိုတာပြုလုပ်တာတမွေးပွားကြောင်းလုပ်တာစူးစမ်းတာအထောက်တာတတိရှိတာစိတ်တည်ငြိမ်မှုရှိတာဒါတွေက ဒီရှိခုနဲ့ဖွဲ့စည်းထားတာကိုမက်ကလမ်းကြောင်းလို့ဆိုလိုတယ်ပေါ့အဲ့ဒီလမ်းကြောင်းကြီးကနေသွားရမယ်လို့ောကမှာတဏှာဟောကတောင်လွတ်စေတတ်တယ်ဒီလမ်းကြောင်းဟာကံကောင်းဖို့ရာအတွက်ကတော့အသာကလေးဖြစ်နိုင်တဲ့လမ်းကြောင်းပဲလို့